ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာစစ်မှုဆောင်အတွင်းကမြန်မာပို့စတေရီယံရခိုင်ရက်စတောင့်အထက်ချုပ်ဆက်ရုံလုပ်သားတွေဟာလောက်ခလာစာဒေဂျီတောင်းတောင်းချက်တိုးမြင့်ပေးဖို့ဒုတိယမြောက်နေ့အဖြစ်ဇွန်လ၄ရက်နေ့ကတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဆက်ရုံလုပ်သားတွေရဲ့တောင်းဆိုချက်တွေမှာလောက်ခလာစာဒေဂျီတောင်းတောင်းချက်ရမန်ဂျီ၆တောင်းချက်နဲ့အချင်းဘိုဂျီတနိုင်၂၅၀၀ချက်တိုးမြင့်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။ ပြည်ရမရှိတဲ့အထက်ကျောက်ဆက်ရုံလုံးရုံတွေမှာလောက်ခလာစာတိုးပြဖို့ဆနာပြတောင်းဆိုတာတွေမေလာလေကဆားလို့ဇတာရှိလာပြီးဆက်ရုံအချို့ကတော့ငွေကျပ်1500ကျပ်ကနေ1000ကျပ်အထိတိုးပြတာတွေရှိလာတယ်လို့အလုံသမားရေလှရှားသူတွေစီကနေသိရပါဗျာ။ အလုသမားတွေအတွက်စပိုပြီးအဆင်ပြေလာလားဆိုတော့တပေါင်းအောက်ကိုရနေတဲ့အနေထားကနေတပေါင်းအထက်ကိုရလာတယ်။ OT ခြေတွေ2000အထက်ကိုရလာတယ်။ဒါတွေကတော့အများကြီးမတိုးပေမဲ့လည်းနည်းနည်းတိုးတယ်ပေါ့နော်။ပြီးရမှန်ခြေတွေနည်းနည်းတိုးလာတယ်။ဒီပေါ်မှာကျမတို့ကဒီတိုးပေးလာတဲ့လုပ်ငန်းရှင်တွေနဲ့ဒီ စုစည်းမှုပြသနိုင်တယ်ပေါ့နော်ဒီဟာကိုအရေးဆုံးပြီးလုပ်တဲ့လူသမားတွေကိုကျမတို့တွေနဲ့ချီကျူးရမှာဂုဏ်ပြုရမှာဖြစ်ပါတယ်ရှင်နည်းနည်းတိုးများများတိုးဘလောက်ပဲတိုးတိုးဒီ movement တွေကိုကျမတို့ကအာဂရုစိုက်ပေးရမှာပေါ့နော်ဒီအတန်တွေကိုဟိုတံမိုးထားပေးရမှာပါလောကတုံးမြင့်ပေးဖို့တောင်းဆိုတဲ့ဆက်ယုံနဲ့စတိုက်ရှိလာနေပြီးအများစုကဒေဂျေတောင်းတထောင်ကကျွန်တော်နဲ့ပြည့်ပြတ်သွားတယ်လို့မှတ်တမ်းတွေရသိရပါဗျ။ ဒါပေမဲ့လောက်ခလာစာတိုးပစ်ဖို့လူစုလူဝေးနဲ့မတောင်းဆိုရကြသေးတဲ့စက်ရုံအလုံးုံတွေများစွာရှိနေသေးသလိုရန်ကုန်မဟုတ်တဲ့နယ်မြို့တွေမှာဆိုရင်စက်ရုံတွေကလောက်ခလာစာကိုတိုးမပေးဘဲလောအညစ်ထောက်စီခိုင်းတာတွေလည်းရှိနေပါတယ်ပါလာဒေဂျီကိုလည်းသူအများကြီးတူပါတော့ရန်ကုန်ကစက်ရုံတွေတို့နီးတူသူတို့နီးတူလိုချင်တယ်လောကကလည်းအဲလိုပေါ့နီးတူလိုချင်တယ်အိုရီကောတနားစင်းတနားစင်းပုံမှန်ရချင်တယ်ဒီခုတ်ခဲကုန်စင်းနှုတ်နဲ့ ဟိုစားစေးတောက်စင်းနေဆိုရင်ဒီခုရတဲ့လာစားကကျွန်တော်တို့အနေနဲ့ဘာမှကြွက်ပွားလာတဲ့နေတာမရှိဘူးเนาะကျွန်တော်ဆိုရင်ကျွန်တော်ကျွန်တော်တို့ဆိုရင်9500နှောင်းရတယ်ဗျာဒါပေမဲ့ဒီတလောင်းစင်းကျွန်တော်တို့ဒါကျွန်တော်တို့ကတော့လာစားရှိပြီပေါ့နော်တလောင်းစင်းကျွန်တော်တို့3သိန်း6000အောင်ပဲရတယ်ဗျအဲ့ဒီပတ်ဝန်းကျင်လောက်ပဲရတယ်အဲ့ဆိုကျွန်တော်တို့တလားအတွင်းမှာလုံးဝစားစေးကတောက်ခမှုတော့မရှိဘူးပေါ့နော်2018ခရက်ကသတ်မှတ်ထားတဲ့အနည်းဆုံးတရက်လောက်က4800ကျပ် အာနာသိန်းစကောင်စီကမကြခင်ကမှခွင့်ပြုလိုက်တဲ့ထောက်ပံ့ကြေး2000ကျပ်နဲ့လောက်ကင်နေကြရတာဟာဒီကနေ့ခေတ်ကုန်စင်းလုံးနဲ့မကန့်ညီတဲ့နှုံထားဖြစ်နေတယ်လို့အလို့သမားတွေကပြောပါတယ်။လက်ရှိမှာလို့သမားတွေစူပန်းဆန္ဒပြတောင်းဆိုလို့ညှိနှိုင်းပြည်လည်သွားတဲ့ဆက်ယုံတွေရှိတယ်လို့ဆက်လက်တောင်းဆိုနေစတဲ့ဆန္ဒပြဖို့ပြင်ဆင်နေတဲ့ဆက်ယုံတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ။